မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် အင်းတော်မျိုးသိန်းတိုက်ပွဲမှာလက်နက်ချအညံခံတဲ့တမခွန်ကတမမှုပုံမှုချုပ်အောင်သက်ဦးနဲ့တုံပန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရလို့ဝန်ခံပြီးຫນွေဦးတော်လိုင်းအတွက်တက်နိုင်သမျှထဲ့ဝင်မယ်လို့ကတိပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာလက်နက်ချအညံခံတဲ့တမခွန်ကတမမှုပုံမှုချုပ်အောင်သက်ဦးနဲ့စစ်တုံပန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရရဲလို့ဖွင့်ဟဝန်ခံထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝန်ကြီးဦးရီမွန်ကထုတ်ပေါ်ပြောဆိုပါတယ်။မနေ့ကပြည်သူ့ကာကွယ်တပ်မတော်လီနီ ပြည်မင်ကွန်မှာ NUG ကာကွယ်ဝင်ကြီးဦးရင်မွန်ကအဲ့ဒီလိုထည့်သွင်းပြောဆိုထားတာပါအင်းတော်မျိုးသိန်းတိုက်ပွဲကရှင်းလာကြော်ကြားဆင်နွှဲရတဲ့ပြည်သူကာကွယ်တပ်မတော်ရဲ့တမိုင်းဝင်တိုက်ပွဲဖြစ်ပြီးစစ်စင်ရေးအတွက်ပြင်ဆင်ဆုံးဖြတ်ရတဲ့ကာလများပါထည့်သွင်းတွက်ချက်ပါကတနစ်တင်တင်ကြာခဲ့ကြောင်းအင်းတော်တိုက်ပွဲမှာလက်နက်ချအညံ့ခံခဲ့တဲ့တမကွန်ကွန်တမမုန်းနဲ့စစ်တုံးပန်းတွေကစစ်တရဲတရားမဲမှုတွေအတွက်နောင်တရကြောင်းဖွင့်ဟဝင်ခံလာတဲ့အပြင်တော်နိုင်အတွက်တနိုင်နာတွေကိုထည့်ဝင်မယ်လို့ဆိုလာကြောင်းစစ်တပ်ဘက်မှတမမှုများတတမများအနေနဲ့အ мян ဆုံးအလင်းဝင်ကြဖို့ဦးရင်မွန်ကတိုက်တွန်း 调四八零。 အခုငါတို့လက်ထက်ရောက်နေတဲ့တမခွန်ကောတမမှုအပါဝင်သုံးပန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝင်ခံကြတဲ့စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လိုင်းမှာသူတို့တနိုင်နာထည့်ဝင်မယ်ဆိုတာကတိပြုကြတဲ့စစ်ကောင်စီတပ်ထဲမှာကြန့်ရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွလွတ်ဖို့တိုက်တွန်းလိုပါတယ်။ဒီလိုသာဆွလွတ်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရမယ်လို့ကတိပေးလိုက်တယ်လို့ဦးဟီမွန်ကရှင်းပြပါတယ်။အေပီလာရှင်းရဲ့နေ့အင်းတော်မျိုးတိုင်တိုက် ွဲမှာတမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တအုပ်ကိုအရှင်ဖန်ဆင်းရရှိခဲ့ပါတယ်။ဘုံမှုချုပ်အောင်တအုပ်ကတမခွန်ခွန်တမမှုဖြစ်ပြီးစစ်တပ်ကတော့အပတ်စဉ်၄၀နှစ်ကျောင်းဆင်းဖြစ်ပါတယ်။တမခွန်ခွန်တမမှုဖြင့်၂၀၂၄ခုနှစ်နှစ်စံပိုင်းမှာစတင်တာဝန်ယူခဲ့တာဖြစ်ပြီး၎င်းရဲ့နောက်ကျောင်းရာဇဝင်များကိုပြန်လည်လည်လာခြင်း 2021ခုနှစ်စစ်အာဏာသိမ်းချိန်မှာရန်ကုန်မှာဆန္ဒပြသူတွေကိုစစ်တပ်ပြစ်ခတ်တပ်ဖြတ်ရမှာအောင်တပ်ဦးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရင်အမတ်တင်စစ်ပြူဟာမှုပုံမှုကြီးအဖြစ်နဲ့အမိန်ပေးစီခိုင်းခဲ့သူဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တင်စစ်ပြူဟာမှုဖြစ်မှာကံယူရန်တိုင်းစစ်ဌာနချုပ်ကော့တောင်းတက်နေရင်စစ်ပြူဟာမှုဖြစ်ပြောင်းရွှေ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲ့ဒီနောက်တမခွန်ကွန်တက်မှမှုဖြစ်လာကြောင်းသိရပါတယ်။တမခွန်ကွန်တက်မှမှုပုံမှုချုပ်အောင်တပ်ဦးမှာဇနီးဒေါ်သက်စုနှွေတွန်းတာချင်းဖြစ်သူပြေရှံဦးတာငယ် 俺碰友就是讲这样话的。 နောက်ထပ်တစ်ပုံအနေနဲ့ငလင်းကြောင့်မြန်မာကတရုတ်လက်ထက်ကရှိပို့ဖြစ်လာတဲ့ဆိုရဲဆောင်းပါတင်ဆက်ပေးပါမယ်။မလ28ရက်နေ့ငလင်းပြီးမှငလင်းဒုက္ခသည်တွေကိုမကူညီနိုင်ပေ၊ကုညီပို့စိတ်အားထက်သန်မှုလည်းမရှိတဲ့စစ်ကောင်စီပြိုလဲနေပြီးနေပြီးတော့မှအာဏာပြိုကွဲမယ်ဆိုတဲ့ခံမှန်းချက်တွေပြန့်နှံ့နေပါတယ်။တရားမဝင်စင်ရင်ညာလူတထောင်ကျော်တည်ဆုံးတယ်လို့ခံမှန်းကြပါမယ်။တရားဝင်စင်ရင်ညာလူ3900ခန့်တည်ဆုံးပြီးအများစုကငလင်းပဟုချက်မြန်မာနိုင်ငံအလဲပိုင်းမှာဖြစ်ပါတယ်။ဒါပေမဲ့တလနီးပါကြတဲ့အခါထပ်ပါခံမှန်းချက်တွေနဲ့စန့်ကျင်ဘက်ဖြစ်နေကြောင်းထင်ရှား ားလာပါရင်စစ်တပ်ကစစ်မှန်တဲ့ကိစိန်လုပ်ငန်းတွေကိုအကြီးအကျယ်ပြတ်ကွက်နေတော့လဲအခြားနိုင်ငံများပြားကရှင်ကျန်သူတွေကိုရှာဖွေဖို့နဲ့ထရန်ရသူတွေကိုကူတာပေးဖို့အဖွဲ့တွေကိုမြန်မာကိုစီလွတ်ကြပါရင်တရုတ်ရုရှားနဲ့အိန္ဒိယတို့ကပထမဆုံးရောက်တဲ့နိုင်ငံတွေဖြစ်ပြီးအဲ့ဒီနောက်မှာထိုင်းမလေးရှားဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတို့ရောက်လာကြပြီးငလင်းထိခိုက်တဲ့လူမှုအတိုင်းဝန်တွေကိုထောက်ပံ့ဖို့အမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်တဲ့အရေးပေါ်အကူအညီတွေကိုဥရောပသမဂ္ဂပြည်ထောင်နဲ့တောင်ကိုရီးယားတို့ကကတိပြုကြပါရင် 2015ခုနှစ်ပြင်းထန်တဲ့ငလျင်နဲ့ရှင်ဆိုင်ရတဲ့စင်ရင်နွမ်းပါတဲ့နိပေါ်နိုင်ငံတော်မှာမြန်မာကိုအကူအညီ50တန်းပေးပို့ပါတယ်အမေရိကန်ပြည်ထောင်စုကတုံ့ပြန်မှုနှီးကွေးတော်လဲအမေရိကန်ဒေါ်လာ နှစ်တန်းထည့်ဝင်ပြီးရနောက်နောက်ထပ်ဒေါ်လာ9တန်းထပ်မံကူညီပါတယ်အမျိုးမျိုးသောကုလသမဂ္ဂအေဂျင်စီတွေကကယ်ဆယ်ရေးလုပ်ငန်းများညှိနှိုင်းရမှာပါဝင်ကြပါတယ်စိုက်တင်ဖြစ်စီမစိုက်တင်ဖြစ်စီ၎င်းတို့ကစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ပြီးစစ်အုပ်ချုပ်ရေးကိုလက်တွေ့တရားဝင်မှုပေးရရောက်စေပါတယ်ပြည်ပကယ်ဆယ်ရေးလုပ်သားတွေကကယ်ဆယ်ရေးလုပ်ငန်းများမြန်မာနိုင်ငံတွင်ရှေ့ဆက်နေစဉ်စစ်ကောင်စီကောင်ဆောင်မရောက်နိုင်ကဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဘင်းစတက်ဒေတာတွင်ဖိုရမ်ထိပ်သီးအစီအဝေးတက်ရောက်ဖို့ထိုင်းနိုင်ငံဘန်ကောက်ကိုတွားရောက်ခဲ့ ဲ့ပါတယ်ဒီခီးစဉ်က2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းသူရဲ့ပထမအဆုံးဘန်ကောက်ခီးစဉ်ဖြစ်ပြီးထိုင်းဝန်ကြီးချုပ်ပီတောင်တန်ရှင်နာဝဲအိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီနီပေါ်ဝန်ကြီးချုပ်ကေပီရှာမာအိုလီဘူတန်ဝန်ကြီးချုပ်ရှာရင်တော့ဂေတီရီလင်ကာဝန်ကြီးချုပ်ဟာရီနီ အမရာဆူရီးယားနဲ့ဘင်္ဂလားဒေ့ရှားဖြတ်အစိုးရခေါင်းဆောင်မူဟာမက်ယူနွတ်အပါအဝင်ဒေသရင်းခေါင်းဆောင်များနဲ့တပ်ပုံရိုက်ဖို့အခွင့်အလမ်းများစွာရပါတယ်။ငလျင်နဲ့ဒေသရင်းပြည်သူများပေါ်စာနာမှုကြောင့်သာမဟုတ်ရင်စစ်ကောင်စီကဒီတန်တမန်ကြီးအောင်မြင်မှုရမှာမဟုတ်။ငလျင်တန်ခန့်ဒေသမှာတော်လိုင်းအင်အားစုထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီလက်တက်ကဆက်လက်ပုံတဲတိုက်ခိုက်နေတယ်ဆိုတဲ့အချက်ကသူရဲ့စစ်ကောင်စီကိုလက်ခံစေဖို့မင်းအောင်လိုင်းကိုအားထုတ်မှုတွေပေါ်တယောက်မှကြီးကြီးမားမားမရှိပါဘူး။ငလျင်ပြည်မှာမြန်မာပြည်တွင်မှစစ်ပွဲတွေကိုကင်တွယ်ဖြေရှင်းဖို့အားထုတ်မှုတွေလည်းပြုလုပ်ပါ ါတယ်ဘင်စတက်ရဲ့တီးခြားစည်းဝေးမှာမစ်ဘေတောင်တန်ရဲ့ဖခင် ထိုင်းဝင်ကြီးကျောင်းဟောင်းမစ္စတာတက်ဆင်ရှင်နာဝက်က ငင်းချန်ရည်ညှိနှိုင်းပေးလိုတဲ့ရည်ရွယ်ချက်နဲ့မင်းအောင်လိုင်းနဲ့မလေးရှားဝန်ကြီးချုပ်မစ္စတာအန်ဝါအီဘရာဟင်တို့ကိုညစာတည်ခင်းဧကန်ခဲ့ပါတယ်။ဘန်ကောက်ပို့စ်တင်စာကအေပီလ22ရက်နေ့မှာနှစ်အတန်ကြာတန်တမန်ရေးအကြက်တဲတွေ့ပြီးနောက်အန်ဝါနဲ့သက်စင်တို့ရဲ့မကြသေးမီကလုပ်ရက်တွေကမြန်မာနဲ့ပတ်သက်ပြီးအကောင်းမြင်တော်လဲတတိကြီးကြီးထားတယ်။၎င်းတို့ရဲ့အာထုံမှုကြောင့်ဒေသတွေခက်ခဲဆုံးအကြက်တင်များနဲ့တခုခုဖြည့်ရှင်းရမှာအာဆီယံဥဆောင်မှုကိုကမ္ဘာကစောင့်ကြည့်နေတယ်လို့ရှင်းတာလာပါတယ်။ ။မလေးရှားကအခုနှစ်အာဆီယံအလဲကျဥက္ကဋ္ဌဖြစ်ပြီးမစ္စတာအန်ဝါကမစ္စတာသက်စင်ကိုအဓိကအားဖြင့်မြန်မာနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အလွတ်သဘောအကြံပေးဖြစ်ခံထားပါရီ။မစ္စတာအန်ဝါက စင်ပြိုင်မျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များနဲ့လည်းထိတွေ့ဆက်ဆံပြီးရဲတင်းနဲ့ချီလန်းလန်းနဲ့ NUG ကရွေးကောက်ခံရတော့လဲဖြုတ်ချခံရတဲ့လွတ်တော်ကိုယ်စားလှယ်များဖြင့်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်မှာဖွဲ့စည်းတဲ့အစိုးရဖြစ်တဲ့ဒီအစည်းအဝေးတွေအပြီးမှာအပြစ်ခံရဲစဲမှုတစ်ခုရှိလာမယ်လို့ရှုံးကြည့်ကြောင်း Mr. Anwar ကပြောပါတယ်ဒါပေမဲ့ဒီလိုသောပြောကြားချက်ကဆယ်စုနှစ်များစွာကြာတဲ့အခါမြန်မာမှာငြိမ်းချမ်းရေးအားထုတ်မှုနဲ့ပတ်သက်တဲ့လူရဆွဲတွေ့တဲ့သဘောတာဖြစ်တဲ့ငလင်ပြီးရဲ့နောက်အကူအညီပေးရင်အားထုတ်မှုပုံမလုံးနိုင်ဖို့အပြစ်ခံ က်ရေးဆိုင်ကိုစိတ်ဝင်စားကြောင်း NUG ကပြောတော်လဲစစ်ကောင်စီကထိုင်းနယ်စပ်မှာတော်လိုင်းအင်အားစုထိန်းချုပ်ဒေသတွေကိုတာမကငလင်ကျောင်းလူမှုအတိုင်ဝန်လိုက်ပျက်စီးပြီးလူထောင်ကြီးတိစုံနဲ့မန္တလေးနဲ့စကိုင်းတိုင်းတွေကိုလည်းဆက်လက်တိုက်ခိုက်နေပါတယ်စစ်ကောင်ဆောင်မင်းအောင်လိုင်းတွဲ Mr. Anwar နဲ့ Mr. Tassin တို့ကဲ့သို့သူတွေနဲ့ဆွေးနွေးခြင်းကအတိမတ်ပြုခံရဖို့နဲ့လက်ခံမှုခြေလှမ်းတစ်ခုထပ်မပေါ်ပါဘူးမင်းအောင်လိုင်းရဲ့အမြင်အရ NUG ကမြန်မာစစ်ပြင်စစ်တူရင်ကစားပွဲမှာဘေးလူသားဖြစ်ပြီးသူမှားတယ်လို့မြည်သူပြောမှလည်း ကြေညာချက်များထုတ်ပြန်တာကလွဲရင် NUG ကငလေးနောက်ပိုင်းမှာနိုင်ငံတကာထောက်ခံမှုရအောင်ဘလို့မှမလုပ်တလောက်ပဲအာဆီယံကလုံနိုင်တဲ့အရာလည်းမရှိတလောက်ပဲဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့သူ့လူတွေကတည်တာပါတယ်အာဆီယံရဲ့အဓိကမူနှစ်ခုဖြစ်တဲ့ ဝင်ရောက်မဆွတ်ဖက်ရင်းနဲ့ပုံသဘောတူညီချက်ရယူရင်ဟာအဖွဲ့ကိုစွမ်းဆောင်ရင်မဲ့စီကြောင်း58နှစ်ကြာတမိုင်းကပြသနေတယ်။အရှိတီမောပတိပခထိုင်းနဲ့ကမ္ဘောဒီးယားအကြားကမ္ဘောဒီးယားနဲ့ဗီယက်နမ်အကြားမလေးရှားနဲ့ဖိလစ်ပိုင်အကြားနယ်နိမိတ်အငင်းပွားမှုများထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ်စပ်မှာပုံကဲမှုများမြန်မာနဲ့ကမ္ဘောဒီးယားမှာအုံကြွမှုများစတဲ့အဖွဲ့ဝင်နိုင်ငံတွေပါဝင်နေမြေတီပြဿနာတစ်ခုကိုမှအာဆီယံကမဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့်တရုတ်တွေကမြန်မာပြည်တွင်ရေမှာကြားဝင်ဆက်ဖက်ဖို့နဲ့ဖြစ်ဖြစ်သမျှအရာရာကို၎င်းတို့အကျိုးမြတ်ဖြစ်ပြောင်းလဲဖို့စွမ်းရည်နည်းလမ်းနဲ့စိတ်ထက်သန်မှုရှိတဲ့တခုတည်းသောနိုင်ငံဖြစ်လာပါတယ်။တရုတ်ဝင်အရာမဆက်ဖက်ရင်မူကိုလိုက်နာတော့လဲမြန်မာပြည်တွင်ရေမှာတရုတ်လောက်ဆက်ဖက်တဲ့နိုင်ငံမြည်သည့်နိုင်ငံမှာမရှိဒီဆက်ဖက်မှုကတရုတ်တို့ကဗမာပြည်ကွန်မြူနစ်ပါတီပါကပါကိုစီးရင်တဲ့နိုင်ငံထောက်ခံမှုအပြေးဝပေးဖို့ဆုံးဖြတ်လိုက်တဲ့1960ပြည်နှစ်များမှာစတင်ပြီးအမျိုးမျိုးသောတိုင်းရင်းသားတပ်မတော်များအထူးသဖြင့်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSC နဲ့နီးကပ်တဲ့ဆက်ဆံရေး ရေးဆက်လက်ထိန်းသိမ်းထားပါတယ် UWSA ကတရုတ်နယ်စပ်မှာ community အခြေဆိုင်စခန်းများအများစုကိုတင်ပိုက်ထားပါတယ် မကြသေးမီကဖြစ်ရတကူမှာထင်ရှားရဲ့အထူးတမ်တမန်မစ္စတာတင်ရှိကျွင်းဦးဆောင်နေလို့ဆိုတဲ့တရုတ်အလံတက်စင်ထားပြီးအပြစ်ခံရဆိုင်ရေးစောင့်ကြည့်အဖွဲ့လို့စာတမ်းကြီးထိုးထားတဲ့အရှင်တက်ကရှမ်းပြည်မြောက်တိုင်းမှာလာရှုကိုရောက်လာပါတယ်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိခဲ့ပူတဲ့အဲ့ဒီမြို့ကိုလွန်ခဲ့တဲ့ဇူလိုင်လမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND ကသိမ်းပိုက်ခဲ့တယ် MND ကကိုကန့်ဒေသမှာတရုတ်လူမျိုးစုတည်ဆောင်ထားတဲ့တပ်ဖွဲ့တစ်ခုဖြစ်ပါတယ် MND နဲ့ဘာမှအဖွဲ့ငယ်ပါဝင်မဟာမိတ်တော်လန်အုပ်စုတွေကအဲ့ဒီန ောက်မှာစစ်မြေပြင်အောင်ပွဲများအများပြားရသလိုရှမ်းပြည်မြောက်ပိုင်းမှာမြို့အများပြားကိုတိမ့်ပိုက်ထားတဲ့ပတ်လောင်လူမျိုးစုတောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ကလည်းအောင်ပွဲများရပါတယ်မြမပြည်တွင်စစ်ခေတ်သမိုင်းမှာမကြုံဘူးတဲ့ဒီဖြစ်ရပ်တွေကြောင့် MND TNL နဲ့အရခတ်တက်တော်အေလိုပါဝင်တဲ့ညီနာမဟာမိတ်တော်လိုင်းအင်အားစုများတခြားတိုင်းသားတပ်မတော်များနဲ့၎င်းတို့ရဲ့ပမာမဟာမိတ်တွေကစစ်တွက်မျိုးပြည်ဦးတွင်နဲ့မန္တလေးကိုရောမှာတိမ့်ပိုက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုဖြစ်မလာဘဲနောင်လည်းဖြစ်လာနိုင်ပွဲမရှိရှမ်းပြည်မြောက်ပိုင်းမှာဖျို့ဖျက်ရဲ့အခြေအနေက အကျုံးမြတ်များတဲ့တရုတ်နဲ့မြန်မာအကြားနေဆက်ကုန်သွယ်ရေးကိုပြတ်တောက်စေပြီးအဲ့ဒီထက်ပိုမိုအရေးကြီးတာကတရုတ်မြန်မာစီးပွားရေးစင်ကြံ အတွက်အစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့တရုတ်အတွက်ပို့ခတ်ခဲ့စေရင်အဆိုပါစီးပွားရေးစင်ကြံကတရုတ်ကိုဘင်္ဂလားပင်လယ်အော်မှာစိတ်ကမ်းများနဲ့ဆက်သွယ်ပေးပြီးအိန္ဒိယသမုဒ္ဒရာတခွင်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်လာမှာဖြစ်ပါတယ်။ညီနောင်မဟာမိတ်ဖွဲ့က UWSA မှာတက်စင်တရုတ်လက်နက်ခရင်ထောက်ပံ့မှုအကျိုးခံစားရသဖွယ်ရှိတော်လဲမြို့ပြအချက်အခြာတွေကိုတင်ပိုင်ခြင်းကတရုတ်မြင်လိုတာထက်လွန်စွာကြော်လွန်နေပါတယ်။ညီတို့ဆိုစီရှမ်းပြည်မြောက်ပိုင်းမှာဒေါ်လာရင်းထိုးစစ်ကစစ်ကောင်စီထိန်းချုပ်ဒေသတွေမှာလုတ်ကိုင်းနေပြီးတရုတ်ကိုဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးစေတဲ့ ွေလင်ကိုင်းများပိတ်ပစ်ဖို့တရုတ်ထောက်ခံတဲ့လှုပ်ရှားမှုဖြစ်စတင်ခဲ့တော့လဲ MNDA နဲ့မဟာမိတ်တွေကအားလုံးမျှော်လင့်ထားတာတဲ့ပုံမအောင်မြင်ပါတယ်တရုတ်ကဂျာဝင်စဖန်ရတဲ့တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားအောက်မှာ MNDA ကလာရှုနဲ့အဲ့ဒီမျိုးပတ်ဝန်းကျင်ဒေသတွေမှာဆုတ်ခွာပြီးစစ်ကောင်စီကအုပ်ချုပ်ရေးဝန်ထမ်းများပြန်လည်ဝင်ရောက်လာတဲ့တရုတ်တို့အတင်းအကျပ်ဝင်ရောက်မဆက်ဖက်ပေးအဲ့ဒီကိစ္စရင်းနဲ့မြည်တိကိစ္စမှာဖြစ်မလာနိုင်တရုတ်ကငလင်တန်ခမ်းပြည်သူတွေကိုအရေးပေါ်လူသားချင်းစာနာမှုအကူအညီနဲ့မြို့များပြန်လည်တိစောက်ဖို့အတွက်ရွှမ်း1ဘီလီယံ ဒေါ်လာ138တန်းကူညီရန်ကတိပြုထားပြီးဒါကြောင့်နေပြည်တော်မှာပို့ချုပ်များပေါ်အကြီးအကျယ်ဩဇာလွှမ်းမိုးတာကိုလည်းတတိပြုတင်ပါတယ်။ မြန်မာပြည်တွင်စစ်မှဘက်အားလုံးပေါ်မြေတီနိုင်ငံကမှတရုတ်လောက်အောက်စာမရှိ TNL ထိန်းချုပ်ထားတဲ့မြို့များရွာများမှာမြေတို့ဖြစ်နေတယ်လဲဆိုတဲ့ကိစ္စကပွပွလေးလေးမေးခွန်းထုတ်စရာဖြစ်နေပါတယ်။ယူနန်ပြည်နယ်မှာရွှေလီကဲ့သို့တရုတ်နေဆက်မျိုးတွေကအဓိကကုန်သွယ်ရေးလမ်းကြောင်းတွေက TNL ထိန်းချုပ်ပိုင်နက်တွေကိုဖျက်ဆီးသွားပြီးတရုတ်တို့ကတောင်းပလောင်နဲ့စစ်ကောင်စီအကြားညှိနှိုင်းဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပါတယ်။ညှိနှိုင်းဆွေးနွေးမှုဆိုတာကတရုတ်နိုင်ငံရဲ့အမြင်အရမန္တလေးအထိအဝေးပြေးလမ်းပြောင်းဖွင့်ခြင်းနဲ့အဲ့ဒီလမ်းတစ်လျှောက်ရှိမြို့များမှာ TNL စုခွာရေးလိုအတိတ်ပဲရပါ ါတယ်။ Mr. တင်ရှိချင်းက TNL နဲ့စစ်တမ်းအကြားဆွေးနွေးပွဲတွေမှာပါဝင်တော့လဲညှိနှိုင်းဆွေးနွေးမှုတွေကိုရှုပ်ထွေးမှုတွေရာဆိုတာကလွဲရင်ရလက်ကြီးကြီးမားမားထွက်မလာပါဘူး။ဒါပေမဲ့လာရှုမမကြသေးမီကဖြစ်ရက်တွေဖြစ်ပြီးရင်နောက် TNL ကတရုတ်ပြည်အကိုကြကြခံနိုင်မခံနိုင်ဆိုတာကတန်တရားဖြစ်ပွဲရှိပါတယ်။ဒါကြောင့်ဒီပေါ်ကြောင့်မင်းနဲ့မန္တလေးတင်လမ်းတလျှောက်ရှိအခြားမြို့များမှာပြန်လည်စုခွာရလိမ့်မယ်လို့ဆိုကြနေပါတယ်။အေအေကမြောက်ပိုင်းစစ်ပွဲမှာပါဝင်ခြင်းအပြင်မိမိရခိုင်ပြည်နယ်မှာ ဒေတာအများစုကိုတိမ့်ပိုင်နိုင်ပါတယ်မတိမ့်ပိုင်နိုင်သေးတာကရခိုင်ပြည်နယ်မြို့တော်စစ်တွေနဲ့အဲ့ဒီမြို့အနီးရှိကြားဖြူသားဖြစ်ပြီးအဲ့ဒီနေရာက CMEC တောင်ဘက်အစွန်းရေနဲ့စိတ်ကံများနဲ့အထူးစီးပွားရေးဆောင်ရှိတဲ့နေရာဖြစ်တာကြောင့်ဘင်္ဂလားပင်လယ်အော်မှာတရုတ်တို့အရေးပါဆုံးဖြစ်ပါတယ်တပ်တည်မပြနိုင်သေးတော့လဲအင်းအင်းကအဲ့ဒီနေရာတွေကိုတိုက်ခိုက်မှုရှောင်ရှားပြီးအဲ့ဒီလိုတိုက်ခိုက်ပါကတရုတ်အကျိုးစီးပွားနဲ့ဆန့်ကျင်ကပြင်းထန်တဲ့အကျိုးဆက်များဖြစ်လာနိုင်တာကြောင့်ဖြစ်ပါတယ်အင်းအင်းရဲ့ပင်မတက်နဲ့စစ်စင်ပြုလုပ်တဲ့နေရာကတရုတ်နယ်စပ်မှာဝေးတော့လဲအင်းအင်းက MND TN ်လီတို့နဲ့အနီးကမ်းမဟာမိတ်ဖြစ်ပါတယ်။အင်းခေါင်းဆောင်များစုက၎င်းတို့ရဲ့ပထမအဆုံးကာကွယ်ပေးတဲ့ကချင်ပြည်နယ်လိုင်းစာမှာ UWSA ဌာနချုပ်ပန်ခန်းတမမောက်ပန်ဆန်းကိုမကြခဏသွားတယ်ဆိုတဲ့ချက်ကြောင့်၎င်းတို့နဲ့တရုတ်လုံခြုံရေးဌာနများကြားဆက်ဆံရင်းနှီးဆက်တဲ့အထိပ်ပဲဖြစ်ပါတယ်။ဒီလိုသွားရောက်တဲ့အခါတရုတ်အာဏာပိုင်တွေရဲ့အစီအစဉ်နဲ့တရုတ်နိုင်ငံကိုဖျက်ဆီးကြရပါတယ်။နောက်မြည်တို့ဆက်ဖြစ်မယ်ဆိုတဲ့ကိစ္စအတိအကျကိုခံမှန်းရုံသာတန်နိုင်တော်လေတရုတ်က၎င်းရဲ့ငင်းချင်အားထုတ်မှုကိုဆက်လုပ်မှာဖြစ်ပြီးစစ်ကောင်စီနဲ့အပြစ်ရစင်းရေးသဘောတူစီဖို့ DNL နဲ့အင်ကို PI အားပေးမှသေးကြပါရစေ။နောက်ထပ်ခြေလမ်းမှာအခြားတော်လိုင်းအင်အားစုတွေနဲ့လည်းအစီအစဉ်တမျိုးမျိုးညှိနှိုင်းရန်ဖြစ်တဲ့ဒီကိစ္စကမြည်သည့်အတွင်စာမီကိုပြောရမဖြစ်နိုင်တော့လဲငလင်ကမြန်မာပြည်အကြက်အတွဲမှာဝင်ဆွတ်ဖတ်ဖို့တရုတ်ကိုလမ်းဖွင့်ပေးတယ်။တရုတ်နိုင်ငံသားရင်းကမြန်မာမှာ ရောက်နေပြီး၎င်းတို့ရဲ့ရေရှည်ပထဝီတင်းနင်းကဗျူဟာအကျိုးစီးပွားမြေပြင်အခြေအနေကိုတည်တလို့အသုံးချပြီးအာဆီယံနဲ့အခြားပြည်ပနိုင်ငံများမြည်တို့ယုံကြည်နေသည်ဖြစ်စေဒီအခြေအနေကပြောင်းလဲမှာမဟုတ်ဘူးလို့ရှင်းတာထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။